အွန်လိုင်းသူစီးရတဲ့လူတယောက်နောက်ဆုံးအချိန်နားချိန်လေးတော့အပီးကျင်ကြတာပေါ့နော်သူကနောက်ဆုံးပွဲမှာတော့အနံ့ရလဲနဲ့အာနားယူစစ်ချင်တာပေါ့ဗျာတဲ့အဲတကယ်ပြောကျွန်တော်ဘောကမှာတခါမှသာမျိုးဘောက်စင်ပွဲလာကြည့်ဘူးကမရှိဘူးလေအဲပထမဦးဆုံးလည်းဖြစ်တယ်ပြီးရင်သူ့ရဲ့နောက်ဆုံးပွဲလည်းဖြစ်တဲ့အတွက်အရန်ငယ်ပျော်ဘူးဒီကောလာ ခုကတော့အောင်လာအဆိုင်ပွဲကိုလာအားပေးတာဖြစ်ပါလေ။နည်းနည်းစောကြီးလင်းလိုက်လဲရထပြီးတော့လာခဲ့ရ။အော်ပြောမယ်ဆိုရင်တော့ကုပမပြည်သားနာမည်ကြီးတယောက်ကိုပြောမယ်။တစ်ချိန်တော့အောင်လန်စုခူးခဲ့တဲ့လူတယောက်ကိုနောက်ဆုံးချိန်နားချိန်လေးတော့အပီးချင်ကြတာပေါ့နော်။ဒါပေမဲ့ကိုယ့်ရဲ့သွေးသားနဲ့စကားပြောတာလေ။ဟောနော်။ဒါပေမဲ့အခုကောလာဒီပွဲကိုလာထိုးရတော့လေကျွန်တော်ဘက်ကစောက်ကြည့်တဲ့လူတွေပမာပြည်သားတွေအများကြီးပါပဲ။ရောက်ရာနဲ့ထောင်လည်းမကပါဘူးလာကြည့်ချင်းတဲ့လူတွေပေါ့နော်။ နောက်ဆုံးနောက်ဆုံးဘောကျွန်တော်လာပြီးတော့အားပေးရကျွန်တော်တကယ်တော့အနောက်နောက်ဆုံးဘောနောက်ဆက်တဲ့ဘောကတော့ကျွန်တော်မကြည့်ရတော့ဘူးကသူကဂျိုးဝိုင်းထဲမှာသူနေပြဘောကရောင်းသွားဆိုတော့ကျွန်တော်အားလုံးကမကြည့်ရတော့ဒီမှာထဲကနားပေးရအောင်ကျွန်တော်နားမနားသေးရင်းနေပါအောင်အာပြောလာကြည့်တာဘောကြာအပြင်မှာနီနီကက်ကက်ကြီးချေတာဘောပြီးတော့ပွဲပြီးတဲ့ခါကျရင်ဓာတ်ပုံလည်းအတူတူရိုက်ချေတယ်ခင်ဗျာအာ ပြီးတော့နောက်ဆုံးပွဲမှာတော့အနံရလည်းနဲ့အာပြီးတော့အားယူစစ်ချက်တာပေါ့ဗျာတရားဒီကော်လာအနေနဲ့လည်းဒီဒီပွဲပြီးတော့ပြီးတော့ဒီထိုင်းနိုင်ငံမှာကျတော့မြန်မာပြည်သားတွေများတော့ဗျာအာအာဘယ်လိုပြောမလဲလာပြီးတာပေါ့ဒီသူ့တော့နန်းစချေပါဆန္ဒဒီပွဲမှာဟောကော်လာကျွန်တော်တို့ရဲ့ဟိုမြန်မာနိုင်ငံသားရဲ့ MVP ဖခင်ကြီးပေါ့ဗျာပြောရမလို့ဆိုရင်ဟုတ်တယ်လေသူသူကလည်းကျွန်တော်တို့စသတိခဲ့ရတာပဲကျွန်တော်တို့ငွေကအမေဆိုတာဘာမှတိတ်မသိခဲ့ရအောင်ကျွန်တော် ရင်တော့သူပဲဆိုရင်အာကြွားမှာဆိုတော့ကျွန်တော်တို့လက်ဖက်စာရင်းပိုင်းမှာသွားကြည့်ခဲ့တယ်အခုပြင်မှာကျွန်တော်ကြီးဝင်ရတော့ရန်လည်းဝမ်းသာတယ်နိုင်ရနိုင်ပါပါโอเคတေးနေနိုင်ပါပါနိုင်ပါတယ်နိုင်ပါမလို့ရုပ်ကြည့်ပါရန်စိတ်လူချင်တို့တော့ဒီနောက်ဆုံးပိုင်းမှာဒီလိုသုံးသပ်နေတို့ဒါဖြစ်စေချင်တယ်အနိုင်ရစေချင်တာပေါ့နော်ပုံမှန်ဒီကဟိုမြန်မာကုန်ဆောင်အနေနဲ့တယောက်နဲ့ပြတ် ဟိုသူဖိုင်တာကြီးဖြစ်တယ်လို့သိတာဟိုဒီလိုမျိုးကဟိုအဲ့တော့ပါပဲပြင်မှာပွဲကြီးကကြည့်လို့ရရှိတော့တခါပဲကြည့်ဖို့ကြာတယ်ဒါကပါရမတာဒါဒီတခါပဲပေါ့ဒါကိုကြည့်တဲ့ပွဲကလည်းဒါတခါပဲပြင်မယ်နောက်ဆုံးပွဲဖြစ်နေတော့ဒီလိုကတော့ဒါတော့ဟိုဖြစ်တာပေါ့နောက်ကြတာပေါ့နော် တယ်ကောလာကျွန်တော်တော့အများနဲ့ကြည့်ချင်သေးတာပေါ့ကြည့်လို့မဟုတ်ဘူးပေါ့အဲဘူးလုပ်ပြခဲ့တာတွေကလည်းတကယ်တကယ်တကယ်လုပ်ပြခဲ့တာပေါ့ဆိုပေမဲ့လည်းဗျာဘယ်လိုပြောမှလဲသူရအသက်ရွယ်ရလဲနားယူရမယ့်အခြေအနေလဲရောင်းနေပြီဗျာဟာသူရလုံနေဆွဲရလဲကျွန်တော်ကျွန်တော်ထင်တာလုံနေတော့လေဗျာသူအသက်ရွယ်နေဒီလောက်ထိပဲလုံနေတော့မှာပေါ့အဲဒါကြောင့်လာအားပေးတာပါဒါပေမဲ့နိုင်ပါစီလို့လဲဆွတ်တော့ပါတယ်ခင်ဗျာဒီပွဲမှာ အဲတကယ်ပြောကျွန်တော်ဘောရမှာတခါမှတမျိုးဘောက်ဆင်ပွဲတွေလာကြည့်ဘူးတာမရှိဘူးအဲပထမဦးဆုံးလည်းဖြစ်တယ်ပြီးရင်သူ့ရဲ့နောက်ဆုံးပွဲလည်းဖြစ်တဲ့အတွက်အရန်လည်းပျော်မိရဲ့မင်းညတွေကတိတ်ဟိုကောင်းတော့အိတ်မပျော်ဘူးသူ့ဝဲကြီးရမယ်ဆိုပြီးတော့ကိုပိုင်ဆန္ဒကတော့နားသိရှိပါပြီဘာကြောင့်လဲဆိုကိုအောင်လောက်ကျဲအသက်ရွယ်လည်းရလာရုံနော်ကျွန်တော်မြန်မာနိုင်ငံတဲ့အရောက်တည်တဲ့အတွက်သူ့ရဲ့လုံဆောင်ချက်တွေကျွန်တော်တို့တကယ်ပြတ်ရုပ်ကြီးတစ်ခုလို့ဖြစ်ခဲ့ပါတယ်အဲ့ဒါကြောင့်မလို့ကိုအောင်လောက်ရေအားပေးပါတယ်ဒီထိုင်းနိုင်ငံမှာလာတဲ့အခါလည်းကျွန်တော်အားပေးဖြစ်ပါတယ်ဟုတ် ါ့။ကွာတော့ပြောချင်တဲ့စကားကတော့ပြောမကွာလားကျူးစားပါကိုလှုပ်စရာရှိတဲ့အလုပ်တွေကိုဆေးဆက်လုပ်သွားပါမျိုးဆက်သစ်လေးတွေကိုမွေးထောင်းတာကွာလားဆက်ပြီးတော့ကျူးစားသွားပါခင်ဗျာတူတူတမန်ရှေ့ရှောက်ပျော်ပျော်ရွှေရွှေနဲ့နေနေနိုင်တော့ပါစီပေါ့အဲ့လောက်ပါပဲဘယ်လဲဒီတော့ကဟိုအောင်မြင်ပါစေမိသားစုနဲ့ပျော်ပျော်ရွှေရွှေဖြတ်တန်းနိုင်ပါစေစစ်တော်နိုင်ရပါစီလို့နောက်ပြီးတော့နေရပါမှလည်းအောင်မြင်မှုတွေအများကြီးရပါစီဆုတောင်းပေးပါတယ် ကျွန်တော်လည်းအာပရိသတ်ရဲ့အများကြီးသူ့ချစ်ပါရဲ့လို့အာမိဘဘွားမှာဆက်ရှိတဲ့ခါကျရင်လည်းအများနဲ့အားပေးမှာပါလို့ပရိသတ်တွေအားလို့ဟုတ်ကဲ့ဟုတ်ကဲ့ဖိုင်နေပါဘူးโอเคဖိုင်နေပါခင်ဗျာကွာနောက်တဲ့ဘာစုတောင်းတကပြည်ကြီးလဲဆိုလို့ရှိရင်တော့ကော်လာကြီးကဒီကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတယောက်ဒီတိုင်းတွေ့ရဒီနှလုံးသားထဲမှာအသေးသေးကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနာနားသားလို့ရှိရင်လည်းသူလည်းနောက်နားတဲ့ချိန်မှာသူရဲ့ကိုယ်ပိုင် club တွေတော့ခုဖွင့်ထားတာပေါ့နော်အဲ့ဒီ club တွေနဲ့ဖွင့်ရင်းနဲ့ဒီကြော်ရှင်တိုင်ရတဲ့မိသားစုဘဝလေးအောင်မြင်ပါသေးလို့ပဲစုတောင်းတကပြောချင်ပါတယ်ခင်ဗျာ